အလိုမပြည့်တဲ့လောကတဲ့ဘုံဘုံတို့နေကြရတဲ့ဟောဒီလောကကြီးထဲမှာတည်သွားတဲ့ပုံကိုယ်တွေရော ရှင်သန်နေတဲ့ပုံကိုယ်တွေရော အလိုမပြည့်ကြပါဘူးတည်သွားတဲ့ပုံကိုယ်တွေကို မေ့လိုက်ရင်လည်းပဲအလုံးဟာ အလိုပြည့်လို့တည်သွားကြတာမဟုတ်ပါဘူးအလုံးဟာ လိုအပ်ချက်လိုအင်မှုတွေနဲ့မပြည့်စုံတဲ့ဘဝမှာတည်သွားကြတာပဲဖြစ်ပါတယ်ဒါနဲ့ဆက်ဆက်ပြီးတော့ မနာတုဇတ်တော်တွေထဲမှာမနာတုစัจ जा မင်းကြီးဟာလူပြေမှာကာမဂုဏ်အာယုံတွေခံစားရင်းနေပေါ့ကာမဂုဏ်အာယုံဆိုတာကကောင်းတဲ့ကောင်းတဲ့အစဉ်ကောင်းတဲ့အတန်ကောင်းတဲ့အနံကောင်းတဲ့အရာတာပေါ့အဲ့ဒီအာယုံတွေကိုခံစားရင်းနေမှာလူပြေမှာခံစားရတာ အာမောရတော့အာမရတော့အမကြီးတွေကိုမေးတယ်အဲအမကြီးတွေကဘာပြောတော့ဆိုတော့ အနတ်ပြည်ကတော့လူပြည်တက်ကိုစီးစင်ချမ်းသာတွေခံစားရတယ်ပေါ့အဲ့လိုပြောတဲ့အချိန်မှာဒီမန္တသူစကြမင်းကြီးကလည်းပဲနတ်ပြည်ကိုတက်သွားတယ်ပေါ့နော်စရုမာတဲ့နတ်ပြည်မှာတက်ပြီးတော့ဒီနတ်မင်းစီးစင်ခံစားတယ်ပေါ့စရုမာတဲ့ရောက်တော့လည်းပဲအာမရဖြစ်တယ်ပေါ့အဲ့ဒီအာမရဖြစ်ပြီးတော့တာဝရဏနတ်ပြည်ကိုတက်တယ်တာဝရဏနတ်ပြည်ရောက်တော့လည်းပဲတာဝရဏနတ်ပြည်မှာအဲဒီတရားမင်းကြီးကလည်းပဲစီးစင်တဝက်ကိုပေးတယ်ပေါ့နော် စီစိန်တဲ့ဘက်ကိုပြေးပြီးတော့ခံစားတယ်။သူကအဲ့စီစိန်နေခံစားရပြီမဲ့လည်းဘလို့မအားမရဘူးတဲ့။နောက်ဆုံး36ဆက်မြောက်ဒီတရားမင်းကြီးရဲ့စီစိန်ကိုအကုန်လုံးကိုလိုချင်တာဖြစ်တဲ့အတွက်နောက်ဆုံးအဲ့ဒီဘဝကနေအဲသူ့ရဲ့လိုချင်မှုကဘလို့ဘထိမ့်သိမ်းလို့မရတော့တဲ့အတွက်လူပြေကိုပြန်ရောက်လာတယ်ပေါ့။လူပြေကိုလူပြေမှာလာပြီးတော့စုတည်တယ်ပေါ့အဲ့ဒီချိန်မှာမန္တတုစัจจံမင်းကြီးစဉ်းစားမိတာတခုကဘာလဲလို့ဆိုတော့လူတွေဟာမပြေမစုံဘဲနဲ့တည်ကြရတယ် ငါလည်းပဲလောကကောင်းကျိုးကိုဘာမှမလိုရသေးဘူးတဲ့။ဒါကြောင့်ဟိုဥယျာဉ်မူကြီးကိုပြောတယ်။ငါဟာတဲ့လူပြည်မှာကာမဂုဏ်အာယုန်တွေခံစားရတာအားမရလို့နတ်ပြည်ကိုတက်ပြီးတော့ခံစားတယ်။နတ်ပြည်မှာလည်းပဲဒီကာဝရဏနတ်ပြည်မှာတရားမင်း36မြောက်ကိုငါခံစားခဲ့တယ်။ငါရဲ့အလိုမပြေမှုကြောင့်မို့ပဲငါဟာကိုယ့်ရဲ့အသက်ကိုကိုပြန်ပြီးတော့မှစည်းရခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလောကကောင်းကျိုးကိုပြုခဲ့ကြတာပေါ့နော်။အဲကြောင့်မို့ပြောချင်တာက ုံမတို့ဒီပါဝန်းကျင်မှာနေကြရတဲ့အခါမှာကိုဖြစ်ချင်တာတွေကိုလိုချင်တာတွေကိုလိုချင်တဲ့ဘဝကိုမရတဲ့သူတွေစိတ်ပြည့်အားငယ်နေကြသလားဘသူမှလိုချင်တဲ့ပုံစံမျိုးကိုလိုချင်တဲ့ဘဝမျိုးကိုရနိုင်ကြတာတော့မဟုတ်ပါဘူးဒါကြောင့်မို့ရရှိနေတဲ့ဘဝလေးမှာရရှိနေတဲ့အဖြစ်တည်မှုလေးကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့မှနေထိုင်ကြဖို့ပဲအရေးကြီးပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာတော်မူကြပါစေ